အားလုံးပဲမင်္ဂလာပါရှင်ဖူဖူအော်ဒီယိုဘုတ်ချန်နယ်မှာကြိုဆိုလိုက်ပါတယ်ရှင်အခုတခါဖတ်ပြပေးမယ်ဝိတုဇလန်ကြီးကတော့စာရေးဆရာမကြီးဂျာနီကျောင်းမမလေးရေးသားထားတယ်ပျော်လေးတို့အိမ်ခေါင်းမှုဆိုတဲ့ဝိတုတူဇလန်လေးပဲဖြစ်ပါတယ်ရှင်ပျော်လေးတို့အိမ်ခေါင်းမှုတာလိုက်တီလာဟုလူတိုင်းဤပစက်ဖြာ၌ကြောကြသောညာပြေဤကဒင်ပေါ်၌ လှဲလျောင်းနေသောအဝင်းဤကိုပေါ်၌လာယောင်သည်ရှုံးစိုလျက်ရှိနေ၏လာယောင်စမ်းသာသောအဝင်းဤအသေးနှလုံးတို့သည်စီထဲတွင်နှစ်စိမ်ထားသောဂုံးပုံကဲ့သို့အတိုင်းမသိနူးညံ့ပြောင်းဤနေလေသည်ငွေလာယောင်ထဲ၌မိန်မောကြည်နူးနေစဉ်တွင်အဝေးမှလွင့်လာသောတယောတန်တက်တဲ့ကြာရစာပြူသည်အဝင်းသည်ရင်ထဲ၌ ်တင့်ကနေနေအောင်ဖိုးသွားသည်လှိုက်ဖို့ကအသက်ရှူမမှန်ခြင်းကိုတတိယတစ်ချက် မရတစ်ချက်ဖြင့်တယောတံမှာနီးကပ်လာလေသည်လက်မောင်းပေါ်၌တယောကိုတင်လျက်ခေါင်းငငိုက်ထား၍စွဲငင်ထိုးနေဟန်ကိုတက္ကနေမြင်လိုက်ရသည်တယောထိုးသူဤပုံပန်းတံမှာအဝင်းစိတ်ကြိုက်အတိုင်းရုပ်ရှင်မင်းသားနှင့် တူလေသည် အဝင်းဤမျက်လုံးထဲတွင် သူ့လောက်ချောသူမရှိဟုထင်လေသည်ဘိုကေဖီးပုံမှာဘဲကာလာသားနဲ့မှ ပုံစံမထူအောင်ဖီးသည်ရှေ့ကအမောက်ကလေးထောင်ထားကနောက်လန်၍ဖီးချထားပုံသည်ချက်ချက်ရရက်ရှီလွန်လာသဖြင့်မျက်လုံးထဲ၌ဘိုစတောက်ပုံစံကိုဆွဲနေသည်မျက်လုံးမျက်ပံကောင်းသည်မှာအထူးပြောစရာမရှိ အမမခက်ညွညွနဲ့ကြပေး၍ကြည်လေးရှိသောအကြည့်ကို ဆွဲမဲ့နေခြင်းဖြင့်မျက်လုံးမျက်ဖန်ကောင်းလာသည်ဟုထင်မှတ်နှစ်သက်နေခြင်းဖြစ်သည်ရှစ်တက်တဲကကြည့်ရသည်ထက်ဘေးဆောင်ကြည့်ရသော သူ့နှကောင်းကပို၍ပေါ်လာသည် အချိုးကြကြချွန်ရင်းနေသောနှကောင်းသည်အဝင်းစိတ်ကြိုက်နှင့်အတွေ့ဆုံးဖြစ်သည် ရီလိုက်လျင်သူ့နှကန်းပါကလေးပင့်သွားကရွှေသွားများ ပေါ်သွားသည်အဝင်းမှာရွှေသွားကိုကြိုက်လာသည်တော့မဟုတ် ဇမင်းသားဆန်တလိုလိုထင်မိသည်ရွှေသွားတွေမပေါ်အောင် ပြုံးယုံမဲပြုံးခိုင်းမည်ဟု အလုံးမကြသောစိတ်ကို ဖြည့်ဖြောက်ပြေ၏အရမောင်းနှင့်ပတ်သက်၍သူ့လိုငါလို မနှိမ်မမြင်နေကဖြစ်သည့်အတွက်ထူးထူးခြားခြားအမှန်မထားမိကြေပိုးပစိုးတပတ်ရစ်ကို အမြဲဝတ်တက်လျက်လက်ကင်ပွားဖြူကိုလေပင်းချီတက်သော အလေးရှိသဖြင့်ဒီဟာကိုတော့ထူးထူးခြားခြား အမှတ်ထားခဲ့သည်အဝင်းသည်ကဒင်ပေါ်မှထ၍မကြည့်တော့လေပိုးပစိုးတပတ်ရင်နှင့်လက်ကင်ပေါ်လဲပင်းချီ၍တရောထိုးလာသည့်ပုံမှန်သက်တမ်းကိုဂွင်းကနေကွက်ကနေညင်နေရသည်ပြိုလေးတို့အိမ်ခေါင်မထိုးလာပါတဲ့ပေဖူးလွာပါစားတဲ့လေအိမ်ရှိနာရောက်ခါနီမှတရောတန်နေအတူသူ့အတန်ထွက်ပေါ်လာသည် အဝင်းမှာသူ့အတန်ကိုကြားလိုက်ုံနဲ့တကူလုံးတိမ့်တိမ့်တုံသွားလေသည်လက်ဖြားခြေဖြားတွေအေးဆော့သွားလျက်ရင်ထဲတွင်တက်လက်လက်ဖြစ်လာသည်စောစောကငွေလာရောင်ပတ်စံထားသော အသေးနှလုံးတို့သည်တချမ်းတန်လွှမ်းဖုံးသွား၍တိမ့်ကြုံဆွဲငင်ထားသလိုဖိငနေရှင်ကနေနဲ့မပြောတတ်သောဝေဒနာတစ်မျိုးဖြစ်ပေါ်လာသည်ဘသူအတန်နှင်းမှမတူအောင် သူ့အတန်ထဲတွင်ထူးခြားသောအစွဲငင်တက်သမျိုးရှိသည်ဟုယူဆမိသည် အတန်ကိုတွန့်ကာတွန့်ကာစွဲငင်ဆုပ်လိုက်သည့်အခါများဆိုလျင်အဝင်းမှနဝင်စိတ်ကလအသေးခိုက်အောင်ထိန်ငနေရှင်ငနေဝေဒနာရစမြဲဖြစ်သည်အဝင်းသည်တချင်းတန်ကိုနားဆိုင်ထားလျက်အကြည်ဆိုင်ကဖိန်ငနေရှင်ငနေဖြစ်နေရင်မှဒီနေ့ညသူ့နောက်သို့လိုက်ပြေးတော်မူ အချင်းအချက်ကိုလည်းတည်ရှိနေသည်ငွေလာရောင်တဲတွင်တူးကိုတူးတင်းတင်းဖက်ကပြေးကြမည်ပုံကိုမြင်ရောင်ကြည့်လိုက်သည်ခေါင်းလင်းစီနှံ့လိုလိုရေမွေးနှံ့လိုလိုပြေးရင်လွားရင်မွေးချိုင်နေမည်သူ့ကိုနှံ့ကိုရှူရှိုက်ကြည့်မိသည်အဝင်းမှာရှင်ခုံလာသည်တအားဖတ်ထားသောသူ့လက်မောင်း၏အထီးအတွေ့ကိုခံစားကြည့်မိသည် ယခုပင်လာ၍ဖတ်ထားသလိုအောင်မေရလျက်ပခုံးကလေးကိုကြုံထားလေသည်အဝင်းသည်ရှက်သွေးဝင်ကယုံကြည်လိုက်သည်ယုံကမှအတင်းလိုက်ဖတ်ကပြုံးစီစီနှင့်ညနေချင်းအပ်ကြည်နေတော်သည်ပြုံးစီစီအကြည့်တွင်ကတွင်းထဲမှ ရွှေရောင်လက်နေသဖြင့်အဝင်းသည်ကြာရှည်စွာဆက်မတွေးကြတော့ပဲတယောတန်စီတို့အာယုံပြောင်းပြလိုက်သည်တယောတန်မှာ လှမ်းသွားလေသည်တချင်းတန်မှနားထဲတွင်ကြံ့ရလေသည်အေးမြနေသော ကိုလတ်တို့သည် ချက်ချင်းပူတက်လာသည် ရင်ထဲ၌လည်းတဒိတ်ဒိတ်ပုတ်ခုံသည် အသက်ရှူရကြက်တလို့လို့ပူ၍တက်ပြင်းချလိုက်လေသည်တက်ပြင်းချသည့်အခါတဖန်၌အိမ်နေသောအတော်နိုးသွားမှကြောက်သဖြင့်ရဲရဲပင်မချဝင်ပဲညင်ညင်ကလေးချနေရလေသည်တယောတန်ဝေးသွား၍ တချမ်းတန်ပျောက်သွားသည့်အခါအဝင်းသည်ဘောလီအိတ်ထဲမှစာကောက်တင်ပါသောအချက်အလက်များကိုပြန်စင်းစားလိုက်သည်ညာဦးရန်ကအခောက်ပေါင်းများစွာဖက်ခဲ့သောစာမှဘဲအခောက်မှအေးအေးဆေးဆေးမဖက်ရကြလူကြီးတွေအလေခိုးကြောင်ခိုးဝတ်အပြည့်လွှားတာဖတ်ခဲရသဖြင့်တချို့ဟာတွေကိုမှတ်မိသလိုလိုမှတ်မှတ်မိသလိုလိုဇဝေဇဝါဖြစ်လာပြန်သည် နနက်၄နာရီတိတိနောက်ဖေးပေါက်ကစောင့်နေမိစင်းလာခဲ့ပါမြစ်စိမ်မှာတမန်ငါးပြီးစောင့်ခိုင်းထားမယ်အဝင်းသည်စာကိုပြန်စင်းစား၍မြစ်စိမ်ဆိုတာဘယ်မြစ်စိမ်ပါလဲမြို့ဆောင်ကစိတ်လားတင်မောကတိစိတ်လားဟုမသေးမကွဲဇဝေဇဝါဖြစ်နေသည်နဘေးတွင်အတော်အိတ်နေသဖြင့်မီးဖွင့်ကစာကိုလဲထမဖက်ရဲ့ချီတောင်တွေးမြောက်တွေးနေ့ မရေမရသောမျက်စိတ်အကြောင်းကိုမေ့ပြောက်သွားကတမန်တဲ့သို့နှစ်ယောက်အတူရောက်သွားပြန်သည် အဝင်းဤကိုယ်ထဲမှလက်ပြလွန်သွားလေသည်ပန်းမျိုးစုံဖူးပွင့်နေသော ပန်းဥယင်ကြီးတဲဝဲကြိုင်လိုက်ထုံသိမ်းနေသောပန်းရနံ့မျိုးစုံတို့ဖြင့်ကြည်နူး၍မဆုံးနိုင်သည့်အဝင်းလက်ပြသည်ဟိုမှဒီမှကုလူပြန်တန်၍ပျော်မြူးနေလေပြီ၏ ရုတ်တရက်အတော်ကချောင်းဆုပ်လိုက်သည်အဝင်းသည်ဖြက်ကနေလန့်သွားလေသည်တမန်ထဲ၌ချောက်အားပို၍ဖို့နေသောရှင်ကိုရောင်ရမ်း၍ဖိမိလျက်အတန်ကြာအသက်ရှူမှနေလေသည်အသက်ကိုမှန်အောင်ပြန်ရှူရင်တစ်ချက်စဉ်းစားမိသည်မှာတမန်နှင့်တဖက်ကန်းကရွာကိုရောက်ကြပြီနော်ရှိလျှောက်ဘလုံနေချထိုင်ကြပါမည်နီအဝင်းသည် ဒီနေရာတွင်ရက်တန့်သွားသည်ရှေ့ဆက်၍စဉ်းစားထားခြင်းဘာမှမရှိသဖြင့်ရှေ့ဆက်၍စဉ်းစားစရာရှာမတွေ့ပဲရောင်လလဲဖြစ်နေလေသည်မောင်မောင်လေးဆိုလျင်တမြို့လုံးကတည်ကြသည်ဦးလေးလောက်သူကသားအဖြစ်မွေးစားကရန်ကုန်ကျောင်းတွင်တွားထားသည်ဆယ်တန်း၃နှစ်ကြာ၍ပြန်ခေါ်ထားရသည်ဦးလေးမှာစီးပွားပြက်ခါစံစားပိုင်ရှင်ဘဝမှာ စဘာပွဲစားလုပ်နေရသည်ကြောင်းလဲမနေအိမ်လဲအဖို့မရတနေ့တနေ့ပိုးပစိုးတပတ်ရွက်ဝက်လျက်လက်ကင်ဘဝလဲပင်ချီကလက်ရမ်းလက်ရသွားနေတော်သူမှန်အဝင်းမသိရတော့မဟုတ်ဖဲဝိုင်းကောင်းနေရင်ဖဲဝင်ရိုက်သည်တီဝိုင်းတွေ့လျင် တရောကောက်ထိုးတက်တော့မမောင်လေးအချောင်းကိုကောင်းကောင်းသိသည် အဝင်းသည်တပတ်ကန်းရောက်သွားပြီးနောက်ရှေ့ဆက်၍မစင်စားတက်ပဲ ရောင်လေလေဖြစ်နေရင်ပြုံးကနေအကြံတစ်ခုပေါ်လာသည်ဆုံးမိထားသောမျက်လုံးကိုမဖွင့်ပဲမျက်ခုံးနှစ်ဖက်ကိုအထက်သို့ပင်၍တင်ကတပ်ပြင်းကိုညှင်းချလျက်ပြုံးလိုက်လေသည်လက်ဝက်လက်စားတွေရှိသာပဲအဝင်းကိုတွင်ဝစ်စင်ထားသောလက်ဝက်လက်စားများသည်ကာလာတံမူ9000လောက်တန်သည်စိန်နကစိန်လက်စော့စိန်ကျိုးနှင့်ရွှေလက်ကောက်ခွနက်ကွင်းသည် အဝင်းကိုစိတ်သက်သာရာရအောင်အာသွင်းပေးနေကြသည်စိတ်နှက်ကရောင်းလိုက်မယ်စိတ်ကြိုးရောင်းလိုက်မယ်မရောက်ဘူးသောမန္တလေးကိုလင်းရင်ပြန်နှစ်သွားတောင်လဲနိုင်သည်အဝင်းသည်လင်းရင်ပြန်နှစ်ခီးသွားအံ့ဆဲဆဲကတ်တဲမှာတန်ချောင်းခောက်တန်ကြားလိုက်ရသည်တန်ချောင်းတန်ကိုနားဆိုင်ခါရေမှတ်ကြည့်သည်ဆက်တချက်ခောက်သွားပြီတန်ချောင်းတန်ပြောက်သွားသည် အဝင်းမှာနောက်ထပ်အတန်လာနုံနုံနဲ့စောင့်ဆိုင်နေရင်တန်ချောင်းတန်ထွက်ပေါ်လာတော့ဂတ်တဲကိုမျက်စိထဲ၌မြင်ရောင်းသွားသည်ခေါင်းထဲတွင်မိုက်ခနဲဖြစ်သွားလေ၏လဝဲလက်စားများယူသွား၍မိဘတွေကဘယ်နည်းနှင်းမြကြည်ငေကြမည်မဟုတ်အလူလူကမှ သူနှင့်လိုက်ပြေး၍သဘောမတူရသည့်အထက်လဝဲလက်စားတွေပါယူပြေးလျင်လူကြီးတွေက ဂတ်ကိုသွားတိုင်ကြမှာတေးကြသည်အသက်၁၉နှစ်ရှိ၍ဥပဒေအကြောင်းနှင့်လွတ်တော်လဲလက်ဝတ်လက်စားတွေကဒုက္ခပေးနိုင်သည်ပိုပစိုးတပတ်ရင်နှင့်လက်ကင်ဘွားလဲပင်စီထားသောမောင်မောင်လေး၏ရုပ်ပုံမှာလက်ထိတ်ကားရနှင့်ချက်သွားလေ၏အဝင်းမှာခေါင်းနှပန်းကြီးသွားလေသည်ဓာတွေကထားခဲ့မှထားခဲ့မှဟုစိတ်ထဲမှရည်ရွယ်လျက်စိန်ဆွဲချိုးကိုစုပ်ကိုင်ရာ ရင်ထဲတဒိတ်ဒိတ်ခုန်နေခြင်းကိုတတိချလိုက်မိလေသည်လရောင်မှာตาကျင်တိုင်းตาနေတော့သည်ညက်နဲ့လီပို့၍ตาလာလေသည်အိတ်ခမ်းတခမ်းလုံးလင်းထိန်လျက်ရှိ၏တအိမ်လုံးအကြသည်ကိုပင်ကြားနိုင်လောက်အောင်တိတ်ဆိတ်နေ၏အဝင်းသည်အခန်းကိုပတ်ချလဲ၍ကြည့်ကာဤအိမ်ကြီးနှင့်ခွဲခွာ၍သွားရတော်မူအသည့်ကိုခံစားမိသည် အထူးသဖြင့်သူ့အိတ်ခမ်းမှာအမှတ်ရစရာဖြစ်နေသည်ငယ်စဉ်ကတည်းကဒီအိတ်ခမ်းထဲတွင်ဒီအတော်နှင့်အတူတူအိတ်ခဲသည်အတော်ကိုလည်းချက်သည်မမုံလေးပေးသောစာကိုအတော်မိသွားစဉ်ကရေထမ်းသမားနှင့်ယူရင်နင့်ကိုရေထမ်းကျွေးလိုက်အောင်မယ်ဒီလိုလက်ရလက်ရဘော်ကျွတ်လောက်နေတဲ့အကောင်ကနင့်ကိုထမင်းတလုံးကျွေးနိုင်လိမ့်မယ်ချင်လို့လားဟု လက်ညှိုးငေါငေါတို့ကကြောဆိုသည်ကို အမှတ်ရမိသည် အဝင်းသည် အကြောဘတ်သို့အตาလှဲ့ချလိုက်၏ယောက်ျားနှင့်ပတ်သက်လျင်အရှက်အကြောက်ကြီးသောအတော်အပြိုကြီး၏ဘဝကိုစဉ်းစားကြည့်လေသည်တစိတ်ရှိမိမဆိုတာအရှက်နဲ့လူလုတာအသက်နဲ့လူလုတာမဟုတ်ဘူးဟုပြစ်တောက်ပြစ်တောက်ပြောတတ်သောအတော်ကို ပြုံးကြည့်လိုက်လေသည် နတ်ဖြန်ငါမရှိရင်ငါအစာသူဘလောက်ရှက်လိုက်မလဲဟူတွေးနေခိုက်အဝေးမှတယောတန်တပတ်ကြော်လာပြန်သည်အဝင်းသည်စကနေအောင်နှခန်းကိုကိုက်လိုက်လေသည်ဒီတချီတယောတန်မှနားထဲတွင်ခါသွားလေသည်ဘာဖြစ်လို့တစ်ခေါက်ပြန်လာရပါလဲသူလောက်တာနဲ့လူကြီးတွေရိမ့်မိကုန်တော့မယ်အဝင်းသည်မောင်မောင်လေးကိုစိတ်ဆိုးသွားသည် သူ့လုံလိုက်မှဖြစ်ဒီလိုကြီးပဲဟုစိတ်ပေါက်လာသည် စိတ်ပေါက်သွား၍စိတ်နှင့်မတွေ့ခဲ့သောအချက်ကလေးတွေမှာအရှုရှုပေါ်လာလေသည် အဝင်းចောင်းတက်လျင်နောက်ကတကောက်ကောက်လိုက်တက်သည်ဈေးသွားလျင်လည်းနောက်ကလိုက်လာကမြင်နိုင်လောက်သောလက်ဖက်ရည်ဆိုင်မှကိုယ်ယောင်ပြနေတက်သည်အတော်ပါလာမန်တိလျက်လူကိုအငမ်းမရကြည့်ကလစ်လျင်လစ်တလို့ပြုံးစီစီနဲ့ရှာထုတ်၍ပြသည် အဝင်းမှာရုပ်ကလေးကိုယ်သာဆွဲ၍သဘောကျနေကသူ့အမူအရာတွေကိုတော့စိတ်ညစ်မတွေ့ရအမှန်ဖြစ်သည်တယောတံမှာအိမ်သားသူနီးကပ်လာသည်အင်းရှိရောက်ခါမှာသူတချင်းတံထွက်ပေါ်လာသည် ပြူလေးတို့အိမ်ခေါင်မိုးထိုးလာပါတဲ့ပေဖူးလွာဘာစားတဲ့လေသူတချင်းတံနဲ့အတူခေါင်းရင်ကမ်းမှဖခင်ဤချောင်းတံကိုပါတဆက်သေးကြားလိုက်ရသည် အကိုနှစ်ယောက်အိတ်နေသောအလဲကမ်းမှလှုပ်လှုပ်ရှားရှားအတန်များထွက်လာကြသည်အပြင်ဘက်မှတယောတန်စီစီညံညံနဲ့အိမ်ထဲမှ အတန်ပလန်များလုံးထွေးသွားကာသူ့နာတဲ့သူဝယုံသုံးကဝင်ရောက်လာသည် အဝင်းမှအသက်ရှူမှားသွားလေသည်စိတ်မရှိနိုင်တော့သည့်အလားတယောတန်တွင်ညံညံဝေးသွားစေခြင်းသည်တယောတန်ဝေးသွားရန် အကြကြီးစောင့်ရသည်ဟုခြင်မိသည်အကြကြီးစောင့်နေရခိုင်တယောတန်ကိုကြားနေရသည်မှာ မခံမရနိုင်လောက်အောင်ပင် ဖြစ်လာလေသည်နောက်တစ်ဖက်ကအဖေတို့အခန်းနှင့်အကုန်များရှိရာအခန်းမှဘာတန်ကြားရမလဲဟု စွန့်ထားစဉ်ချွေးပြန်လာလေသည်လမ်းပေါ်ကအတန်နှင့်အိမ်ပေါ်ကအတန်များထွေးလုံးရစ်ပတ်ဖြစ်သွားစဉ်ကတူးတယောက်ထလာကား အခန်းတကားကို လာသွန်းတော်လိုလိုပင်စိတ်ထဲ၌ထင်ယောင်ထင်မှားဖြစ်မိသေးသည်တယောတန်လေးပြအိမ်ထဲကဘာတန်ညာတမမကြားရမအဝင်းသည်အသက်ဖြောက်ဖြောက်ရှူနိုင်သွားတော်သည်တယောတန်ပြောက်သွားတော်လဲနားထဲတွင် ဖခင်ဤချောင်းဆိုးတန်ကြီးမပြောက်နိုင်ပဲဆွဲကြံရစ်ပြန်ဤမျက်ထောင်ကြီးနှင့်မျက်မှောင်ကြုံ၍ထားသောဖခင်ကြီးဤ စိတ်ဆိုးမှန်ဆိုးနဲ့စိုက်ကြည့်နေသည် အဝင်းမှနေစရာမရှိအောင် ဖြစ်သွားလေသည် အမေဆဲကကျင်းဒီထက်အဖေတကျင်းတကမျက်နှာထားသိမ့်သည်ကို ပိုကြောက်ရသည် အဖေသာမဟုတ် အကိုနှစ်ယောက်ကပါစားမတတ်ဝါမတတ်ဒေါသတကြီးချိန်နေကြသည် အဝင်းမှဒေါသချောင်းချောင်းထွက်နေကြသောမျက်လုံးတံကို မခံနိုင်ရကမျက်စိတွေက မြ мян ပြောက်ကုန်အောင်ဖြောက်ဖြက်ယူပြရသည်နနတ်မူတောက်စာဤအိမ်တွင်သူမရှိမှန်းတိတိချင်းတအိမ်သားလုံးရောက်ရက်ခတ်နေကြမည်ပုံတဒန်သည်ပေါ်လာပြန်လေသည်လူစေတက်စေဒေါသထွက်နေကြသောညဏ်နာအသည်သည်တွင်မြင့်ရဆက်လက်နှင့်ဂယုဏဒေါသဖြစ်နေသောအတော်ဤမျက်နှာမှာစိတ်ထိခိုက်เสียကောင်းနေသည်အဝင်းကောင်းထဲတွင်ပြုံးကနေ မစီမဆိုင်အသွေးတစ်ခုရောက်လာသည်အိမ်ရှိလူထဲမှတအူးတရအသက်ပြောက်သွားသဖြင့်အပူမီးကကြကနနတ်စောစောဒေါန်းတောက်ပြားများနေကြသောမတအိမ်ကိုတွားသွေးနေမိသည်ဒီလိုပဲနေမှလားဟုချင်မြဲကြည့်မိသည် အဝင်းလင်းနှောက်လိုက်သွား၍အိမ်သားတယောက်လျော့သွားသောအိမ်ကြီးမှာညုံမိုင်းချောက်ကပ်သွားကမတမယာဖြစ်နေသည်စောစောပိုင်းတွင် ရုပ်ရုပ်တဲတဲဖြစ်သွားသလောက်အတန်များတစားတစားငြိမ်သက်သွားကမျက်စိမျက်နှာပြက်လျက်ငှာမှန်နေကြပုံကို တွေ့ချင်မိသည် အဝင်းသည်ချက်ချင်းစိတ်မကောင်းဖြစ်သွားကတဏှာသွားလေသည်လမ်းမှမထွက်ရဲအောင် ဖြစ်ကြမည်အကိုနှစ်ယောက်ဤမျက်နှာကိုမကြည့်ဝန်းသလောက်ပင်မျက်နှာပူလာသည်အမေကသာမိုးမွန်အောင်ဒေါသကြီးနေလျက်အဖေမှာတောက်တစ်ခေါက်ခေါက်နဲ့ မျက်နှာကြီးပုတ်တိုးထားကအိမ်ထဲတွင်နေစရာထိုင်စရာမရှိအောင်ဖြစ်နေရှာမှာကိုတော့အသက်တည်နေသည် အဝင်းသည်ညလုံးဖွင့်လိုက်ကအိမ်ကြီးကိုတွတ်တွတ်တတာကြည်လိုက်မိသည် သူ့ညလုံးထဲတွင် မျက်ရည်များလဲနေလျက်လှိုက်ဖူလာလေသည်အဝင်းမျက်ရည်လဲနေသလိုမျက်ရည်ဆန်းဆန်းနှင့်ညုံမိုင်းနေသောမောင်မောင်လေး၏မျက်နှာသည်ပေါ်လာပြန်သည် မောင်မောင်လေး၏မြေတားစာများထဲတွင်တတ်တည်ရပါလိမ့်မည်ဟုသော စကလုံးများမှာအဆောင်တိုင်းထက်နေရာ သူစင်းမလိုက်လျင်သူ့ကိုယ်သူများတတ်တည်မလားဟု ပူပန်တော့ကရောက်သွားရပြန်သည်ကတ်ထဲမှတန်ချောင်းနှစ်ချက်ခောက်လိုက်လေသည် အဝင်းမှ အချိန်နီးပြီဟု ရင်ထဲတွင်ဒိန်ငနေဆောက်သွားသည်တုံရီတော်လက်များဖြင့်နဂတ်ကိုချုပ်ယူသည် ဆွဲကြိုးကိုဖြုတ်သည်လက်စုပ်ကိုချိုးယူလိုက်သည် ချက်ပြီးသောပစ္စည်းများကိုခေါင်းအောင်အောက်သို့အသာထိုးသွင်းသည်လက်ကောက်ခုနှစ်ကွင်းကိုချက်သည့်အခါတွင်အတန်ထွက်သောတပြည့်အတော်သည် လူးလွန်ကသူ့ဘက်သို့ဆောင်းလိုက်သည်အဝင်းသည်အသက်ပင်မရှူဝံ့ပဲအသာကုန်နေလေသည်လူကြီးတွေအလေခက်ခက်ခဲခဲထုတ်ပိုးထားရသော အဝဲထုတ်ကြီးမှာ ဂတင်းအောက်ချောင်းထဲတွင်ရှိသည်။လေးနာရီမထိုးမီဒီထုတ်ကြီးဆွဲထုတ်ကအိမ်အောက်မီးဖို့ထဲ၌စင်းဆောင်နေမှဟုတွက်ကိန်းချနေသည်။အစီအစဉ်များပြည့်စုံတွက်ကိန်းချနေခိုင်းမှအိမ်ကြီးကချော်မော်နေသည်။မတော်ပါနဲ့အဝင်းရဲ့ညင်သွားရင်တော့ဒီအိမ်ကြီးပေါ်ပြန်တက်ရမှာမဟုတ်ဘူး။အဝင်းမှာစိတ်တင်း၍မရနိုင်အောင် ရှင်တဲ၌ရှိုက်နေလေသည်တအားရော့သွားသောစိတ်များမှာခြောက်ခြားပူပန်လာသည် ပြန်မလာရဘူးဆိုတာသိပါတယ်အင်ကြီးရဲ့သိပါတယ်ဟုဝမ်ပန်တနေပျော်မိသည်ပျော်ပြီးမျက်ရည်များစီးကျလာသည်အချိန်နီးကက်လေလေ လူကြီးတွေမျက်နှာကိုအိုးမဲတုတ်ခါထွက်သားရမှာသွေးလန်လာသည်တူဦးသည်သောသမီးဖြစ်၍အားလုံးထက်အဖေက တင်ကန်းဖြတ်မှာကိုအသေးအချာတွတ်မိသည်ဖြတ်ပိတ်စီဟုစိတ်ကိုတင်သည်စိတ်တင်းကြီးချားတဲ့ကတကယ်ဖြတ်မှာကိုကြောက်ဆုတ်ကြောက်ဆုတ်ဖြတ်လာသည်အဝင်းသည်စက်တထေးသမီးမအေးချီကိုတတိရလိုက်သည်လင်းနောက်လိုက်သွားပြီးလူကြီးတွေကပြန်လက်မခံပဲပြစ်ထားသည်မအေးချီယောက်ျားကစေးကလေးကိုတန်းမောင်သည်ရာတီလကအကုန်လုံး တောက်ပြက်ခါမယားကိုတဖုံဖုံရိုက်တတ်သည်ဂတ်တဲစီကလင်မယားရံပြက်ပြီးမအေးကြီးအော်ဟစ်ငိုသောအတန်များကိုတခါတခါကြားရသည်ပါသမျပစ္စည်းများ ဖဲရိုက်ပြက်ခါခလေးတစ်ယောက်နှင့်ရုံမပေါ်အောင်ဖြစ်နေသောမအေးကြီးကိုမြင်နိုင်မြင်နိုင်သူကဲ့ရဲ့ခဲသည်အဝင်းသည်မအေးကြီးအကြောင်းကို ရှေ့ဆက်မသွေးမိရန်ရပ်ပြသည် မအေးချီအကြောင်းရက်ပြစ်ပြီးမှသူတို့သူတို့အရှုအရှုပေါ်လာကြပြန်သည် သူနှင့်ရွယ်သူတန်းသူဖြစ်ကြသည်တဒန်းနှင့်နေចောင်းသူအဖော်တစုတည်းတွင် ရှင်မျိုးဝင်တောင်သမီးနှစ်ယောက်သူကိုမဲ့ရွယ်ကဲ့ရဲ့နေကြသည်သူတို့နှင့်ပွဲလန်းသပင်သွားလျင်ဂုံတူးဂုံပြန်ဖြစ်သည်သူတို့အကဲ့အရက်ကိုခံနေရသည် အဝင်းသည် သူတို့နှင့်ဝေးရာထပြေးကြည့်သည် သူတို့နဲ့လွတ်အောင်ရှောင်ကြည့်သည်ဘယ်ပြေးပြေးဘယ်ရှောင်ရှောင်ညီမနှစ်ယောက်မှာမိကရွဲကမိထိုးကနဲ့ကြောင်လောင်ရှုတ်ချနေကြသည် အဝင်းမှာရှက်လွန်း၍လဲတေလိုက်ခြင်းသည်မင်္ဂလာတုပ်စုရသောအချစ်ဆုံးတငယ်ချင်းမချီကလည်းအဖက်မလုတော့ပဲလူမြင်လျက်နဲ့ရှက်ကိုရှက်ကန်းဖြင့်ခြာကနေလှဲ့သွားသည်မချီမှာအမေမရှိပဲ အဖေအုတ်ထင်းကကြီးပြင်းလာခဲ့ရသောရိုးရိုးသားသားနေထိုင်တတ်သူကလေးဖြစ်သည်အသင့်အသင့်သာဝန်စားနိုင်သူဖြစ်သည်ဖြင့်တငယ်ချင်းအလုံးထဲတွင် သူ့ကိုတနာကပို့၍ခင်မိသည်မချစ်ရည်လေးကမခေါ်ခြင်းတလို့လို့မပြောခြင်းတလို့လို့ကြောခိုင်းသွားပုံမှာတဲအနာရဆုံးဖြစ်တော်သည်။နတ်ပြညာရင်မျိုးဝင်တော့တမီးနှစ်ယောက်ကဖျားကိုစုကပ်၍ အိမ်သို့လာရန်ဖိတ်ထားသည်ကိုသွားစင်စားမိလေသည်အဝင်းသည်စမ်းပေလှပေဆိုသော အဝတ်များရွေးဝတ်ခါသွားเสียရှိလျင်အတော်နှင့်သွားနေကြဖြစ်သည်နတ်ပြန်ညာတော့ဘယ်နည်းနဲ့မှသွားနိုင်တော်မည်မဟုတ်ဖျားကိုစုအိမ်တွင်သူ့အကြောင်းကိုမဲ့ခါရွေးခါပြောဆိုကြက်ရနေကြမည်အတန်များသည်သူ့နာဝရင်ညံစီနေသည် သူ့မေမိတ်ဆွေများထဲမှာတမီးရှင်တစုနှက်ခမ်းတက်လန်ပန်းတက်လန်နဲ့အဝင်းအကြောင်းအတင်းပြောနေကြသည်ကဒင်းပေါ်တွင်လှဲလျောင်းနေသောအဝင်းသည်လွန်းလွန်းလှောက်ရှားနေသည်ညနာကိုလဝါးနှင့်အုပ်လိုက်သည်လဝါးနှင့်အုပ်ထားရာက စကနေလက်ကိုယုတ်လျက်နားနှစ်ဖက်ပေါ်တွင်အုပ်လိုက်ကညလုံးကိုတင်းတင်းကြီးမှိတ်ထားလေသည်ပက်လက်နေရာမှစောင်းသွားပြန်၏ တစ်ဖက်ဆောင်ရကတစ်ဖက်သို့ပြန်ပြောင်းဆောင်ပြန်၏။နားပိတ်ထားသောလက်နှစ်ဖက်ကိုနားမှမခွာရဲပဲအုံမြဲအုပ်ထားလေသည်။အိယာပေါ်၌ငဖယ်ပြန်သလိုလူးလိမ့်နေ၏။နောက်ဆုံးခေါင်းအုံးပေါ်၌ညနာမှောက်ကအသက်ကိုဖုတ်လိုက်ဖုတ်လိုက်ရှူရှိုက်နေစဉ်ဂတ်တဲစီမှတန်ချောင်းတုံးချခေါက်လိုက်သည်။အဝင်းသည်ငြိမ်ကျသွားလျက်နာယူဝက်ခတ် မလုံမရှက်ငြိမ်သက်နေသည်အိယာနပေဇပွဲကလေးပေါ်မှာဇပွဲတင်နာဤဤတစ်ချက်တစ်ချက်မြင်နေသောအတန်မှတပါဘာတန်ကူမြမကြရချေခေါင်းရင်ခမ်းမှအိမ်မြောင်စုပ်ထိုးတန်ပေါ်လာဤအဝင်းဤရင်ခုန်တန်မှာရော့သွားလျက်အဝင်းဤမျက်နာပေါ်မှာမျက်ရည်စာများစီကြနေသည်လမ်းထိပ်မှမြည်လွင့်လာသောအတန်ကလေးကို တဲ့တဲ့ကြားလိုက်ရသည်ဤအတံမှာကြေးစီတံကလေးဖြစ်ပေသည် လေးနာရီအာယုန်တက်စန်းထချက်ကြရန်နိဗ္ဗာန်သောတတိုင်ဤရှေ့ပြေးနှိုးစော်တံဖြစ်သည်ကြေးစီရိုက်ခတ်တံကလေးသည် လေထဲတွင် တဝိဝိပြောက်ွယ်သွားသလိုအဝင်းဤနှလုံးခုန်ခြင်းသည်လည်းတဖြည်းဖြည်းငြိမ်သက်ကြသွားသည်ဘွန်သောတပုရိသအပေါင်းသူတော်ကောင်းတို့နိဗ္ဗာန်သောများဤအတံသည် အိမ်ရှိသူရောက်လာသည်ဤအတန်နှင့်ရောလျက်ကျူလေးတို့အိမ်ခေါင်မူထိုးလာပါတဲ့ပေဖူးလားဘာစားတဲ့လေဟူသောသေးတံမှာအဝင်းနာတဲ့၌တက်တက်ကလေးများကြားရောက်မိတော်သည်အဝင်းသည်မလုတော်ချေညီမြအချိန်ကြာသွားသည်မသိအလင်းရောင်တန်းကနေသည်အတန်ကြာတခဲနဲ့ငိမ်တက်လျက်ရှိနေစဉ်၆ခနဲအတန်ကိုကြားလိုက်ရ၏ အဝင်းသည်ငြိမ်သက်နေရမှ ထိတ်ခနဲဖြစ်သွားသည်အတန်မှာပိတ်ထားသောအိတ်ခမ်းတကားစီက လာသောအတန်ဖြစ်သည်ကျောက်ခနဲမြည်သော အတန်နှင့်ဆက်လျက်တချင်ချင်းထွက်သောသောတော်သေးတံကိုကြားလိုက်ရသည် အဝင်းမှာညလုံးကိုဆင်းလျက်ပစက်ကလေးဟာကငေးကြည့်နေသည်တကောင်ကျော်လောက်ကပြုတ်လေးတို့အိမ်ကောင်မူထိုးလာပါတယ်ပေဖူးလားတချင်းတံက တပတ်ပြန်ကြော်လာစဉ်သူ့အမိကမတင်ကပဲအပြင်ဘက်မှတော့ခတ်ထားမှအခုမှရိတ်မိလေသည်ဗဇက်ကလေးဟထားကတကားပေါက်သို့ဝေးဆိုင်နေသောအဝင်သည်အตาတိတ်တိတ်တော့လာဖွင့်၍တချွတ်ချင်းထွက်တော်သောတော်သွဲတန်လေးကိုသူ့အသက်ထက်ဆုံးအမှတ်ရနေလေမြည်သာဖြစ်ပေတော်သည် ဟုတ်ကဲ့ပါရှင် အခုလိုဆီယာမဂျာနေကျော်မမတ်လေးရဲ့ပြိုလေးတို့အိမ်ခေါင်မိုးဝိထစ်တိုဇလန်လေးအားအဆုံးထိနာဆင်ပေးတဲ့အတွက်ဖူဖူအော်ဒီယိုဘုတ်ချန်နယ်လေးမှာကျေးဇူးအထူးပဲတင်ရှိပါတယ်ရှင်။